မင်္ဂလာပါရှင်တချို့တို့ဒီနေ့က look at fashion အသုံးပြုပြီး great များကိုအလွယ်တကူကွဲထုတ်နေကိုမျှော်ယပေးသားမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့တချို့တို့ကပုံမှန်အပြည့်ဆိုလို့ရှိရင်ဒီရခိုင်နှုန်းတွေကိုတချို့တို့ great question တဲ့အခါမှာ nest a fashion နဲ့တချို့တို့သုံးပြီးပါတယ် nest a fashion ဒီ if တွေကိုပထမတစ်ချိန်မမှန်ဘူးဆိုရင် နောက်ထပ် very first နေရာမှာထပ်ထပ်ပြောချင်လို့စစ်တာပေါ့နော်အဲဒီလိုမျိုးနီးလန်းနဲ့ကျတို့ဒီဟာကိုသွားတယ်ဒါပေမဲ့ဒီမှာကျတော့အဲဒီ if function ကိုမသုံးမနဲ့ကျတို့က local function တွေကိုသုံးပြီးတော့အလွယ်တကူပဲကျတို့က grade တကူခွဲထုတ်လို့ရသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီချေကတော့ computer queen ရဲ့ founder and trainer တော့ network ကနေဖြစ်ပါတယ်ရှင်ကျတို့ computer သင်တန်းမှာဆိုလို့ရှိရင်တော့ basic course ကနေပြီးတော့ advanced example account level 1 example account 2 level 2နဲ့ graphic design သင်ခန်းစာတွေကိုတူးချင်းအတက်တင်စတင်နဲ့သင်ကြားပေးနေတာဖြစ်ပါတယ်။ဒီချက်ကတော့ဒီနေ့သင်ခန်းစာလေးမှာ local function ကို အသုံးပြုပြီးတော့ grade တွေကို formula မလိုဘဲနဲ့ sorry nested if function မသုံးဘဲနဲ့အလွယ်တကူခွဲထုတ်နေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်။ အင်းအောင်စကျွန်တော်ကဒီမှာ grade တက်မယ် grade တက်မယ်ဆိုတော့ကျွန်တော်ကပုံမှန်အားဖြင့်ဆိုရင်90အထက်ဆိုလို့ရှိရင် F လို့ပေးမယ်60အထက်ဆိုရင် D လို့ပေးမယ်90အထက်ဆိုရင် C 80အထက်ဆိုရင် B 90အထက်ဆိုရင် A အဲ့လိုမျိုးသတ်မှတ်ချက်လည်းအရင်ဆုံးထားထားတယ်ထားပြီးသားဆိုရှယ်ဒီမှာ grade တက်လို့ရပြီ equal L O O K look at အဲ့မှာ local value ကဘာသူ့ကိုပြောတာလဲ local value တကယ်တော့ဒီရှိက b2 ဆိုရယ် personal equality ကိုပြောမယ်ကောမပြီးရင်တော့ local budget ကပေးဟာဝရှာပေးရမှာလဲအဲ့တော့ local budget ရှာရမယ့် data လေးကတော့ဒါလေးပါအဲ့တော့သူ့ရဲ့ data တွေချေတော့ကရွေ့နေလို့မရဘူး local ပါမယ် ဒါမှပြီးရင် reset pattern ကဘယ်ဟာလို့ပြောပြမှာလဲ reset pattern တင်ကျွန်တော်က grade ကိုပြန်ပေးပါမယ်။ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ grade လေးပိတ်ပြီးတော့ and ကောက်ချက်လိုက်တဲ့အခါမှာ90ဖြစ်နေတဲ့အတွက်ကျွန်တော်က F ကိုထပ်ပါရဲ။ဒီမှာဆွဲရှားကြည့်လိုက်ပါမယ်။ရှောင်း10ရဲ့အထက်ဆိုလို့ရှိရင်တော့ကျွန်တော်က D ထပ်ပါရဲ။ Okay အဲ့ပါကျွန်တော်ကဒီမှာဘာဖြစ်လို့ အာအပြည့်မထွက်တော့တာလဲဆိုတော့ကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက်တဲ့အခါမှာ local button မှာချက်က lock ခတ်ခဲ့ပြီးတော့ reset button မှာချက်က lock မခတ်ခဲ့ပါဘူးနောက်ခုလုံးဒီ lock မခတ်တဲ့အတွက်ဒီမှာရွေ့သွားပါတယ်เนาะအဲ့ဒါကျွန်တော်ပထမ formula မှာပဲ reset button လေးကို F4 လို့ချက်နေပြီး NF ကျလိုက်ပါဒါဆိုတော့အပြည့်ကအားလုံးထွက်သွားပါပြီเนาะအော်60 attack ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ A အဆင့်ဝင်ရပါမယ်80ကျော်ဆိုလို့ရှိရင်ကျွန်တော်က B ကိုရပါမယ် 80အထက်ဆိုရင်လည်းကျွန်တော်ဒီမှာ CO ရပါမယ်အဲ့တော့ဒါလေးကိုကျွန်တော်ကအာပုံမှန်အဖြစ်အတွက်မယ်ဆိုလို့ရှိရင် nested in နဲ့ဆိုရင်အရင်ဟိုကြားတယ်ပေါ့နော်ဒီလိုမျိုး look at fashion နဲ့တွဲလိုက်ခြင်းအဖြစ် grade တွေကိုမြန်မြန်ဆန်းဆန်းနဲ့1 minute အတွင်းမှာပဲကျွန်တော်ကအဖြစ်ထွက်အောင်တွဲလို့ရပါတယ်နော်ဒီလိုမျိုးအကျိုးရှိပြီးတော့ လုပ်ငန်းခွင်အတွက်အစီအပြေစင်မဲ့နီလန်ကောင်းလေးတွေကိုနောက်ရက်နောက်ရက်နောက်ရက်သင်ရစားနေမှာကျွန်တော်ထပ်ပြီးတော့မျှဝေပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထက်နောက်ရက်သင်ရစားနေမှာထပ်ပြီးတော့ဆုံးဖြတ်ကြပါမယ်